င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်တာယုထောင်မနိုင်ရည်ကျင်းသားစကြောကိုတောင်တွင်လူစုလူဝေးပြည်လို့တည်ဆိုကမတရားတန်ခတ်တိုက်ပိတ်တာပကုလိုက်တာယုကျင်းတောင်မနိုင်ရည်ကျင်းသားစကြောကိုတောင်တွင်လူစုလူဝေးပြည်လို့တည်ဆိုကမတရားတန်ခတ်တိုက်ပိတ်တာကြောင့်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်မှာဗဟုဥဆောင်ကော်မတီဝင်ကိုတိုက်တုံးကပြောတယ်အဆိုပါနိုင်ချင်းဆက်ချအုပ်ကမြေတီအပြစ်ကိုမှကျွလွန်ခဲ့ခြင်းမရှိပဲနိုင်ငံရေးအကျဉ်းသားတအုပ်ကိုတခြားရဆွေးအကျဉ်းသားတွေက ဝိုင်းဝန်းထုတ်ကြိမ်မှုပုံမကျေနပ်တဲ့အတွက်ဖြည့်ရှင်ပေးရန်ဆောင်မှုကိုတင်ပြခဲ့တဲ့ပြည်စင်ပေါ်ဖြည့်ရှင်ပေးခြင်းမရှိပဲလာရောက်တင်ပြသူတွေကလူစုလူဝေးပြည်လို့သူဆိုကတိုက်ပိတ်ပြစ်ဒဏ်ပေးခြင်းဖြစ်တယ်။အော်တိုဘာလာနေ့ရက်နေ့မှာနိုင်ငံကျန်းသာစကြောကိုငောက်တဆူနှောင်းလူစုခွဲပြီးပြစ်ဒဏ်တိုက်ခန်းနေမှာတိုက်ပိတ်ထားဆဲဖြစ်ပြီးခြေချင်းတောက်တွေပါခတ်တာကြောင့်သိရတယ်။စစ်တဲမတရားတိုက်ပိတ်ခံရတဲ့နိုင်ငံကျန်းသာတွေမှာကိုညံနေနိုင်ကိုတဲဥပိုင်းကိုခန့်ညာသူကိုလင်းကိုကြောင်းလဲမှာကိုစောမျိုးကိုရှမ်းလေးကိုမင်းနိုင်တုံကောချက်ပါချင်း အဆိုပါသူတွေနဲ့သူဆိုပါတိုက်ပိတ်ခံထားသူတွေနောက်ဆက်တွဲကိစ္စရဲ့တွေပေါ့ဒါယူထောင်အာဏာပိုင်နေတဲ့အကျဉ်းစီရရှိတွေကအထူးထောင်ရွတ်မယ်လို့ပပီယန်ကအသိပေးပါတယ်ဒါယူကျန်းတော်မှာမြို့သားနိုင်ငံရေးကျန်းသားတွေကဒါမကောင်းနိုင်ငံရေးကျင်းသူတွေအပေါ်မှာလည်းဖိနှိပ်မှုကိုတိတိတတ်တတ်လှုံ့ဆော်လာကိုတွေ့ရှိရပြီး2025ခုနှစ်ဇူလိုင်လ22ရက်နေ့23ရက်နေ့မှာနိုင်ငံရေးကျင်းသူရှေ့ကိုအကြောင်းပြချက်ခိုက်ခိုက်လုံလုံမရှိပဲအဲ့ဒါမှအင်အားသုံးခေါ်ဆောင်ပြီးမြို့သားဆောင်တိုင်ဝန်တွေတိုက်ပိတ်ပစ်ဒဏ်နဲ့ချမှတ်အပြစ်ပေးခဲ့ကြောင်းသိရတယ် ထို့သောမတရားတိုက်ပွဲဖြစ်ပေတံခံထားရတဲ့နိုင်ငံချင်းသားတွေကိုမြန်ဆောင်တိုက်ပြန်ဖွင့်ပြီးမူလဆောင်တွေမှာဒါရှန် PPN နေဖြင့်တောင်းဆိုလိုက်ပြီးရုပ်ခုကဲ့သို့နိုင်ငံချင်းသားတွေပေါ်မတရားဖိနှိပ်နဲ့သက်ဆိုင်ရာဒါယုကျင်းထောင်ရှင်အကျဉ်းဥစည်းဝန်ထမ်းရရှိနေအကျဉ်းဥစည်းဝန်ထမ်းတွေကိုထိရောက်တဲ့တရားမျှတမှုတွေကိုပြန်လည်ပေးရနိုင်ရေးကြိုးပမ်းဆောင်တမိဖြစ်ကြောင်းသိပေးခြင်းညာတယ်ဒီလိုဖိနှိပ်မှုတွေလုပ်နေတဲ့အကျဉ်းစည်းဝန်ထမ်းတွေကိုထိရောက်တဲ့ရေးရွာဆိုင်မှုတွေမလုပ်နိုင်တော့ဘူးလို့ယူဆနေရပါပါဝါလိမ့်မယ် ဒါပေမဲ့အရှိတွေမှာကျင်းဥစည်းဝင်တဲ့နေရာမတရားလုပ်ရတဲ့ကဒီတိုင်းမပြီးသွားဘူးဆိုတဲ့အခြေအနေတွေကိုဖြစ်ခဲ့ပူပါတယ်။မြန်မာနိုင်ငံတော်အကျဉ်းထောင်၄၀ကျော်ကို PPN နဲ့စောင့်ကြည့်မှုရထောင်တွင်လူခွင့်ရင်းနဲ့အကျဉ်းသားလူခွင့်ရင်းချုပ်ဖောက်မှုတွေမှာပဲခူးတိုင်းတိုင်ကိုကျင်းထောင်ကနိုင်ငံအကျဉ်းသားတွေပေါ်ဖိနှိပ်မှုများဆုံး1900ခုထဲမှာတစ်ခုပါဝင်ဖြစ်ကြောင်းသိရတယ်။ ဆလပီတို့ရရွေးကောက်ပွဲပေါ်မြန်မာစစ်အုပ်စုထုတ်ပြန်ချက်ကိုမလေးရှားမူဝါဒဖွဲ့ပြည်တင်အာနာသိန်းစစ်အုပ်စုဝါဒဖြန့်နေတဲ့ပတ်သက်ပြီးမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးဌာနအနေနဲ့စစ်အုပ်စုရဲ့အတုံးစားကံမဖြစ်ဖို့နဲ့မြန်မာရေးနဲ့ပတ်သက်ပြီးမူတိုင်းခိုင်ခိုင်မာမာရည်တည်ဖို့မလေးရှားပညာရှင်တွေနဲ့မူဝါဒကြမ်းကျင်သူတွေကအော်တိုဘလ7ရက်နေ့မှာတိုက်တွန်းနေ University Malaysia ကဖွဲ့စည်းထားတဲ့မြန်မာရေးကြမ်းကျင်သူလေးလိုက်ပွဲနဲ့မြန်မာရေးဆိုင်ရာမလေးရှားကြမ်းပေးဖွဲ့တို့က မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးမိုဟာမက်ခါဆန်နဲ့ဖြစ်တော်ခေဆင်ဘေးဆေဥ်ဆိုရဲ့မြန်မာလင်းသတင်းစာရဲ့ပေါ်ပြချက်ပေါ်စွန့်ရင်မကင်းဖြစ်ကြောင်းပြောဆိုထားတယ်။အတင်ပြဖို့လှုပ်ထားတဲ့လှုပ်လှမ်းမှုတရားမျှတမှုနဲ့အားလုံးပါဝင်မှုမရှိရွေးကောက်ပွဲတွေပြုလုပ်ဖို့ဆေဥ်ဆိုရဲ့အပြင်းထန်ကြိုးပမ်းနေမှုတွေကအတူရောင်သာဖြစ်တယ်လို့ပိုးရဲထုတ်ပြန်ချက်တွေပေါ်ပြတယ်။ မြန်မာလင်းရဲ့အော်တိုဘောလာဆင်ရဲ့နေတဲ့ထုတ်ပြန်မှုတွေမှုအမတ်ခါဆန်နဲ့စေအုပ်စုကိုယ်စားလှယ်တွေကနိုင်ငံချစ်ကြည်ပူပေါင်းဆောင်မှုမြင့်တင်ရင်လွတ်လပ်ပြီးတရားမျှတရဲ့ပါတီဆိုဒီမိုကရေစီတွေတွေရဲ့ကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်အတွက်ပြင်ဆင်မှုတွေနိုင်ငံဆက်ဆံရေးပုံမှုမြင့်တင်ရင်နဲ့အာဆီယံနဲ့နိုင်ငံတကာနယ်ပယ်မှာအပြုသဘောဆောင်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေပုံမှုမြင့်တင်ရေးတွေနဲ့ဆက်လင်းပြီးရင်းနှီးနှီးအမြင့်ချင်းဖလှယ်ကြရလို့ဝါဒပြန်ဖော်ပြထားပါဗျာ။ ဒါအပြင်မလေးရှားမူဝါဒနဲ့ကြမ်းကြင်တို့ဘွဲတွေကစကိုင်းတိုင်းမှာဖြစ်ပေါ်ခဲ့ရဲ့အသားတွေပေါ့လေကြောင့်ပြေခတ်တိုက်ခိုက်မှုပါဝင်မကြသေးမီကဖြစ်ပေါ်ခဲ့မြန်မာပြည်ကအကြံဖတ်မှုတွေကအာဆီယံငြိမ်းချမ်းရေးဆိုင်ရာဂရိကဝတ်တွေကိုလိုက်နာဖို့အာဏာသိမ်းစစ်တပ်မှရည်ရွယ်ချက်မရှိကြောင်းသက်သေပြနေလို့ပြစ်တင်ရှုံချတယ်ဘူရဲကြညာချက်တွင်မလေးရှားနိုင်ငံနေနဲ့စစ်ကောင်စီနဲ့တမကမြို့သားညီညွတ်ရေးဆိုရလူမျိုးစုတော်လှန်ရေးပေါ်တွင်လည်းအရက်ဖက်လူဖွဲ့စည်းပါဝင်ပြည်ပကမှာပါဝင်နေတဲ့အုပ်စုအလုံးနဲ့ပုံမှန်လင်းလင်းတိတိကျကျဆက်ဆံမှုတောင်းဆိုထားတယ် ဆက်လက်ပြီးကြောင်းမြို့နယ်ငါလုံးတင်စင်မြေရွာကိုစစ်တပ်ဖြစ်ကတဲ့လက်နက်ကြီးကြောင်းပေါ်ကွဲပြီးဖြီသူနောက်တေသောမီကလင်းကန်တောက်တန်အရာစကိုင်းတိုင်းကြောင်းမြို့နယ်ငါလုံးတင်စင်မြေရွာကိုဇက်ဖက်စစ်တပ်ဖြစ်ကတဲ့လက်နက်ကြီးကြောင်းပေါ်ကွဲပြီးဖြီသူနောက်တေသောမီကလင်းကန်တောက်ပြင်းတဲ့တန်အရှိကကြောင်းဒေသဖြစ်သူတွေကပြောပါတယ်အော်တိုဘလုံးစင်ရင်းညာစင်နိုင်ကြောကမှာကြောင်းမျိုးနဲ့ငါလုံးတင်စင်မြေရွာကိုချက်ပတ်စစ်တဲ့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလက်နက်ချင်းနဲ့ပြစ်ကတ်တိုက်ခဲ့ပါရင် ဂျာမန်စစ်တပ်ဖြစ်ခဲ့တဲ့လက်နက်ကြီးကြီးကရှမ်းထုရွာနဲ့ငါးလုံးတင်စင်မြော်ကိုကြောက်ပောက်ခွဲပြီးရှမ်းထုရွာမှာပြည်သူတွေထိခိုက်မှုမရှိတော့လဲငါးလုံးတင်စင်မြော်မှာပြည်သူနယ်ဦးဒေသကကလေးနယ်ဦးပြင်းတတရားရရှိခဲ့တယ်။လက်ရှိချိန်မှာဂျာမန်စစ်တပ်ကဆောင်းမြွနယ်တင်ရှိကြောက်ရဲကိုလက်နက်ကြီးနဲ့စစ်တပ်ဖြစ်ခဲ့နေအောင်ကြောင်းကြေးရနေပြည်သူတွေဘဲလွေရာတွေ့ပြတိုက်ဆောင်နေကြအောင်သိရတယ်။ တော့ပြောင်းအော်တိုဘောလောက်စားရည်ည9နိုင်ခန်းကလည်းစစ်တပ်ကကြောင်းမျိုးနဲ့ပုံတိုချေရမှာပြုတ်လောက်တဲ့စီမီထွန်းပွဲကိုလေးကြောင်းနဲ့ပုံစံတိုက်ခိုက်ရခဏဦးပြည်သူ20တိဆုံးပြီးနောက်ဒဏ်ရာရရှိသူတွေတပြည့်ပြည့်တမန်တင်ဆောင်ခဲ့ကြောင်းရှေဖို့ကတင်ဆောင်သူစုစုပေါင်း24ဦးရှိတာဖြစ်ကြောင်းသိရတယ်။ ဆက်လက်ပြီးမိုးရမသစီတောင်ကြီးကွင်းနဲ့ရေစကန်ဘမတက်တော်နဲ့ပပောင်တက်တွေတောင်တိုက်ခိုက်ရဲတုံးတင်ပြီးစောက်တချို့တိုက်ခိုက်ဖြစ်စီသခိုင်းနဲ့မော်မျိုးနဲ့ကသစီတောင်ကြီးကွင်းနဲ့ရေစကန်တို့ကိုတွန်လိုင်းပပောင်တက်တွေတောင်တိုက်ခိုက်ရာရဲတုံးအသိဆုံးမိထောင်ကြီးကွင်းရှိအစောက်တချို့တိုက်ခိုက်ဖြစ်စီခဲ့လို့ဘမတက်တော်တာဝန်ရှိသူကပြောတယ်အော်တိုဘလချာနေညနေပိုင်းကမုံရွာမြို့နယ်တာစီချာနာဘမရှင်အကြပ်ဖက်စစ်ကောင်မရှင်တောင်ကြီးခွင်နဲ့ရဲကန်းနေရာတွေကိုဗမာတပ်တော်ဗမာအမြင်မှန်းနဲ့စစ်ဦးစီးပုတ်ကဲရေးအောင်မှရှိတယ် အမှန်ငါငါတိုင်နဲ့မဟာမိတ်ပူပေါင်းတက်တဲ့တောက်ထိုးဆဲဆဲတိုက်ခိုက်ခဲ့တယ်။ဒွန်လိုင်းတက်တွေတိုက်ခိုက်မှုကြောင့်တောင်စီရဲစကန်တွေကရဲတုံးရဲတုံးတော့တိတ်ဆုံးမြောင်းထောင်စီကွန်ဆောက်နဲ့ပစ္စည်းချို့ထိခိုက်ပျက်စီးခဲ့လို့လည်းသိရတယ်။ဆိုတော့တိုက်ခိုက်မှုကဘာမှတက်တော့ဘာမှအမီအမှန်နဲ့စစ်ဟုစစ်ကိုကဲရောကိုကဲမောကအမှန်ငါငါတိုင်နဲ့တူ Hero Brother မုံရ Defense 4 Mohen Defense 4 Phoenix လွင်ပြင်တော်လိုင်းအားစု True Army နဲ့ရွှေ3ကမှာမိတ်တိုင်တို့ကပူးပေါင်းလုံဆောင်ခဲ့လို့သိရတယ်။ ဆက်လက်ပြီးအေအေထိန်းချုပ်နေမြေရာဆေးအုပ်စုပြင်ထန်ထိုးစစ်ဆင်လောင်းတဲ့ဖြစ်စေးထူသတိထားကြအေအေတော့ပြန်အာရခတ်တတော်ရဲ့ထိန်းချုပ်နေမြေမှာဂျပန်ဆေးအုပ်စုကရေချောင်းလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်လာကြဆေးရည်အနေနဲ့သတိထားဖို့အေကောင်တူပလတ်ဆေးရည်ကညပိုင်းမှာထုတ်ပြန်နေပြည်ကနေနဲ့တာကာလတွင်တနင်္ဂနွေလောင်းတိုင်းတာနဲ့ဆေးအုပ်စုတည်ရင်တမထောင်းလာကြောင်းတိုက်တာနာကြောင်းတွေပါဝင်ဆေးရည်ရဆုံးလုပ်ခဲ့ရနေအချို့မြို့ရည်နဲ့ရရတွေကိုပြန်လည်သိမ်းပိုင်ရရှိဖို့ဆေးအုပ်စုကသာထိုးစစ်တွေပြုလုပ်နေလို့အေကဆိုတယ်ပြည်ကစတင်မှာအခြားနေကလည်းတန်တွဲမြို့ ထောင်မကြီးတိုင်းနဲ့ဆက်လက်မြောက်ကြီးရွာကရဲသားရေလုံသားပြည်သူလျောက်ပင်လယ်ပြင်ကန်းနီမဖက်နေချင်းစစ်ကော်မရှင်ရဲတပ်ကဖန်နာတို့ဟော်တူဘလော့တို့ရဲ့ကလည်းအကြပ်ဖက်စစ်တပ်ကကြောက်ပြုံမျိုးစားပြင်ခွင့်ရကကရေလုံသားပြည်သူ20ကျော်ကိုအကြမ်းဖက်ဆီရလို့သိရတယ်ရန်ပင်နယ်နဲ့နယ်မြေကျေးထိဆက်နေမကွေးတိုင်းပဲခူးတိုင်းနဲ့ရော်ဒီတိုင်းဆက်အကြက်ဖက်စစ်တပ်နဲ့အေရော့တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပင်လယ်ကန်ဒီမြို့ရွာတွေကပြည်သူတွေနင်းနေလဲအကြက်ဖက်စစ်ကော်မရှင်ရှေးကြောင်းလေကြောင်းတိုက်ခိုက်မှုတွေကိုအထူးသတိထားဖို့နဲ့စေတရီရှိဖို့အေကာတိပေးတိုက်တော်နေ ဆက်လက်ပြီးပလောဝမြို့နယ်ပါဝင်နိုင်ငံတော်စစ်ကောင်စီရဲ့လက်ကြောင်းတိုက်ခိုက်မှုကြောင့်စတင်ပါလာတွင်ရက်သား185ဦးသေဆုံးပြီး188ဦးထဏ်ရရချင်းပြည်နယ်ပလောဝမြို့နယ်ပါဝင်နိုင်ငံတော်စစ်ကောင်စီရဲ့လက်ကြောင်းပုံကျဲတိုက်ခိုက်မှုတွေကြောင့်စတင်ပါလာတွင်ရက်သား185ဦးသေဆုံးပြီး188ဦးထဏ်ရရှိခဲ့ကြောင်းမြန်မာနိုင်ငံရဲ့လူ့ခွင့်ဆိုင်ဝန်ကြီးဌာနကအော်တိုဘလက်ကွယ်နေမှာထုတ်ပြန်တဲ့စစ်ကောင်စီကနိုင်ငံတော်အစတင်ပါလာတွေ၄ဆောင်ပုံစံတိုက်ခိုက်မှု189ကြိမ်ပြုလုပ်ပြီးဆိုလိုက်ပြောလိုက်တပ်ပြတ်မှု12ကြိမ် ျွလွန်ခဲ့ကြအောင်ရင်းထုတ်ပြန်ချက်မှာပေါ်ပြကြရသေးရတယ်။ဆုလိုက်ပြောင်းလိုက်တက်ပြတ်မှုဖြစ်စင်းမှာ၁၀၉ဥတီသေးဆုံးပြီးအဆိုပါဆုလိုက်ပြောင်းလိုက်တက်ပြတ်မှုမှာ၁၈နှစ်ကလေးငယ်၂၉ဥတီပါဝင်နေ။ထို့ပြင်တရားလွတ်လွတ်တက်ပြတ်မှုဖြစ်စဉ်အကြိမ်ကျ၂၀ဒီကျွလွန်ခဲ့ကြအောင်သိရတယ်။စစ်ကောင်စီကတရားမဝင်ရွေးကောက်ပွဲကိုကျိုးပန်းနေရတဲ့အမြင်ပြင်မှာလူထုပေါ်ကြံပတ်မှုတွေလည်းစက်တိုက်တုံးမြစ်လှောက်ဆောင်နေပြီးကျွလွန်နဲ့ဆရာဆွေမှုတွေ ြောကြသားခြင်းမရှိသလိုရပ်တန့်သွားခြင်းလည်းမရှိဘဲဆက်လက်မြင့်တက်နေကြောင်းသိရတယ်။လူခွေဆိုင်ဝန်ကြီးဌာနနေဖြင့်စစ်ကောင်စီရဲ့ကျွလွန်မှုတွေအေးအေးယူကန်နိုင်ရန်စွမ်းကုန်ကြိုးပမ်းထောက်တာမျိုးဖြစ်ကြောင်းအသိပေးတော့ပြန်ပါတယ်။နောက်ဆက်အပ်ပေးကြတဲ့အတွက်ဒုဝန်ကျေးဇူးတင်ရှိပါရှင်။